်မင်္ဂလာပါရှင်နိုဝင်ဘာလ24ရက်နေ့ PPL ရဲ့ပြည်ဝင်ပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြဝတီမြို့မေလက်ပတ်ရွာအနီးတိုက်ပွဲမှာ DKPA တပ်ဖွဲ့ဝင်20ဦးထဲမှနေကိုလက်နက်နဲ့အတူ KNN တွေကဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုသတင်းတော့မေဟန်ကပြပို့လာတာဖြစ်ပြီးကိုရီးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်မှာရှိတဲ့မေလက်ပန်ရွာမှာစစ်ကောင်စီတပ်နဲ့ KNL ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက်လက်နက်ခဲယမ်းတွေနဲ့အတူ ် DKPA တပ်ဖွဲ့ဝင်20ဦးထက်မနည်းကိုဖမ်းဆီးမိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ21ရက်နေ့ကအင်အား300နီးပါးနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL PDF ပူးပေါင်းတပ်ဖွဲ့တို့ဟာမလပံရွာနဲ့အင်ဂျင်မြန်ရွာအနီးတွဲမှာတိုက်ပွဲဖြစ်ပွားခဲ့တာပါတိုက်ပွဲဖြစ်ပွားနေတဲ့အဲ့ဒီခြေရွာအနီးတွဲမှာလုံခြုံရေးယူပေးနေတဲ့ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် DKPA တပ်ဖွဲ့ဝင်တွေက တနက်ပြစ်ခတ်တာတွေလှုပ်ဆောင်ခဲ့ပြီးနောက်ပူပေါင်းတက်တွေကဝင်ရောက်ဖမ်းဆီးခဲ့တာလို့စစ်ရေးသတင်းမြစ်တူက BBN ကိုပြောပါတယ်။ဟုတ်တယ်ဖမ်းလိုက်တာသိကြတယ်။စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတာကိုသူတို့အနီးရောက်လာတော့တနက်ဖောက်ပြစ်ခတ်တာမျိုးတွေကိုလှုပ်ခဲ့တာကြောင့်သူတို့နေတဲ့နေရာကိုဝင်စီးပြီးဖမ်းလိုက်တာလို့သိထားတယ်လို့ပြောပါတယ်။တိုက်ပွဲတွေမှာ DGB ဘက်ကတပ်ဖွဲ့ဝင်20ကျော်နဲ့လက်နက်ခင်းရများပြားကိုတင်းဆဲရရှိထားတယ်လို့ဆိုပါတယ်။အခုဖမ်းဆီးခံထားတဲ့ DGB တပ်ဖွဲ့ဝင်တွေဟာ မဲလက်ပံရွာရှိကြားဖြတ်ငွေလိမ်လည်လုပ်ငန်းကိုလုံခြုံရေးယူပေးနေကြတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။ဆိုပါဖန်ဆင်းမှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကို KNU အပဝင်တော်လိုင်းပူပေါင်းတက်တွေဘက်ကသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။တပ်ပွဲဖြစ်ပေါ်တဲ့နေ့ကလေးကမဲလက်ပံမှာရှိတဲ့ကြားဖြတ်လုပ်ငန်းဝန်ထမ်းတွေပါဝင်ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်လာရှိတယ်လို့ဒေသတွင်းစစ်ဆောင်ကူညီနေသူတို့ကပြောပါတယ်။ဒေသခံများစုကထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်သွားကြပေမဲ့ရွာထဲနဲ့တောထဲမှာပိတ်မိနေတဲ့ ပြည်သူရာချီရှိနေတယ်လို့သူကဆက်ပြောပါတယ်။လက်ရှိမှာတော့နှစ်ဖက်စစ်ရေးအခြေအနေကတင်းမာနေစေဖြစ်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလည်းစစ်တပ်ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကတနင်္ဂနွေဘက်ကိုကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက်ထိုင်းစစ်တပ်ဘက်ကအချက်ပြပြစ်ခတ်တာတွေလှုံ့ဆော်ခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ကျွန်တော် Richard ပါ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြိုင်နယ်ပေါ့ဆက်မှာပြစ်ချခံရတဲ့စစ်တပ်လက်ထီမောင်းကူနှစ်ဦးကိုတော်လန်ရေးတပ်များရှာဖွေနေတယ်ဆိုတဲ့သတင်းကို ။သတင်းနောက်နောက်နိုင်ငံကပေးပို့လာတာဖြစ်ပြီးကိုရစ်ချက်ကတိဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူခရိုင်မြိုင်နဲ့ပေါ့မြုံနယ်အဆက်မှာပြည်သူတွေကိုဘုံကျဲချနေတဲ့စစ်ကောင်စီတပ်ရဲ့စက်တက်လေဒီပါရမော်တာတစည်းကိုတော်လိုင်းတပ်ဖွဲ့တွေကပစ်ချနိုင်ခဲ့ပြီးတော့လေဒီမှာပါလာတဲ့မောင်းနေသူစစ်ကောင်စီတပ်သား၂ဦးကိုဆက်လက်ရှာဖွေနေတယ်လို့တော်လိုင်းတပ်ဖွဲ့တွေကသိရပါတယ်။စစ်ကောင်စီကမြိုင်နဲ့ပေါ့မြုံနယ်အတွင်းစစ်ကြောင်းတွေအဆက်မပြတ်ထိုးနေတာဖြစ်ပြီးတော့အဲ့ဒီစစ်ကြောင်းကိုလုံခြုံရေးပေးဖို့အတွက် ဘိုးဟူမြို့အမတ်101ချင်းမြန်တမထဏာချုပ်တမ101မှာစက်တက်လေဒီပါရာမော်တာ2စီးကမနေ့ကနိုဝင်ဘာလ22ရက်မှာတက်လာခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီပါရာမော်တာ2စီးဟာမြန်မြို့နယ်နဲ့ပေါ့မြို့နယ်ရှိပြည်သူတွေနေထိုင်တဲ့ခြေရွာတွေကိုဘုံကျဲချနေစဉ်မြန်ပကဖပေါ့ပကဖနဲ့ MDY PDF စုပေါင်းတက်တွေကဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တစည်းမှာပြတ်ကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မြိုင်နယ်ပေါင်းမြို့နယ်အဆက်မှာစစ်ကောင်စီတပ်သားတွေကစစ်ကြောင်းထိုးနေတာရှိပါတယ်စစ်ကြောင်းပတ်ချာတွေကကြေးရွာတွေကိုနေစင်နေအများသူတို့ကဘုံကျဲချနေတာပါအဲ့ဒီစက်တပ်လေဒီတွေကတနေ့ကိုနှစ်ကြိမ်သုံးကြိမ်လောက်လာကျဲတာလည်းရှိပါတယ်မနေ့ကဆိုရင်စစ်ကြောင်းဧရိယာအနီးကကြေးရွာတွေကိုဘုံကျဲတဲ့အခါဒီဒေါ်လာရင်းဖွဲ့တွေကပြစ်ချနိုင်ခဲ့တာပါပေါင်းတဲ့မြားမျိုးနယ်အဆက်မှာပြက်ကျသွားတဲ့စက်တက်လေဒီပါရာမော်တာတစ်စီးကိုဒေါ်လာရင်းတပ်ဖွဲ့တွေကတင်းစီရရှိခဲ့ပြီးတော့အဲ့ဒီစက်တက်လေစီးမှာမောင်းနေလာတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကိုတော့ ဖမ်းမိတာမရှိသေးဘူးလို့လည်းသိရပါတယ်ပါရာမော်တာလိုက်ပါမောင်းနေသူစစ်ကောင်စီတပ်သား2ဦးမှာတေသလားရှင်သလားဆိုတာမသိသေးရပါမယ်လေတော်လိုင်းတပ်တွေကဆက်လက်ရှာဖွေမှုတွေပြုလုပ်နေကြတယ်လို့လည်းသိရပါတယ်ဒီဒီမှာပါလာတဲ့သူ2ဦးကိုတော့တော်လိုင်းတပ်ဖွဲ့တွေကရှာဖွေနေကြပါတယ်ဖမ်းမိတာတော့မရှိသေးဘူးဗျသူကတေသွားသလားရှင်သွားသလားဆိုတာကိုလည်းမသိရသေးဘူးဗျစစ်ကြောင်းကတော့အဲ့ဒီနီးနားကနေရာတွေမှာထိုးနေတာဆိုတော့စစ်ကြောင်းနဲ့လည်းပတ်သွားနိုင်ပါတယ်အခုလည်းစစ်ကြောင်းထိုးတဲ့နေရာတွေကို UAV drone တွေနဲ့ စစ်တပ်ကဘုံကျဲနေပါတယ်။စစ်ကောင်စီတပ်ဟာမြန်မျိုးနယ်အတွင်းကိုပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ကနေ16ရက်နေ့အထိစစ်ကြောင်းထုံးမှုတွေပြုလုပ်ခဲ့ပြီးကြေးပါကအရက်သားပြည်သူတွေရဲ့နေအိမ်25လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့စစ်ကြောင်းထုံးစဉ်ကာလအတွင်းမှာအရက်သားပြည်သူ3ဦးကိုလည်းတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲပေါ့မြနယ်အတွင်းကိုလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းထုံးမှုတွေရှိနေပြီးတော့နိုဝင်ဘာလ1ရက်နေ့ကနေဒီနေ့အချိန်ထိနေအိမ်စုစုပေါင်းရာခနန်းထက်မနည်းကိုမိရှုဖျက်ဆီးခဲ့တာတွေရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာအင်အား900ကျော်နဲ့ ်မြိုင်နဲ့ပေါ့မြင့်နယ်အတွင်းကိုစစ်ကြောင်း၃ကြောင်းဖြန့်ကျက်ပြီးစစ်ကြောင်းထိုးနေတာဖြစ်တာကြောင့်ဒီနေ့မှလည်းမြိုင်မြို့နယ်အနောက်ပိုင်းတဲကြီးရွာကိုဦးတည်ကစစ်ကြောင်းတွေဆက်လက်ထိုးနေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာမြိုင်နဲ့ပေါ့မြင့်နယ်အတွင်းကိုစစ်ကြောင်းထိုးပြီးအရဲသားတွေကိုတပ်ဖြတ်တာလေကြောင်း drone တွေနဲ့ဘုံကျဲတိုက်ခိုက်တာတွေကြောင့်ကျေးရွာတွေကဒေသခံတောင်းတဲ့ချီဟာဘေးလွယာနေရတယ်ကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။ကျွန်တော် Richard ပါ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ချင်းမြင့်နယ်တိုက်ပွဲမှာစစ်ကောင်စီအသေးများတာကြောင့်ခလာယာ2နှစ်ရှိအနီကနန်းဆလူရွာတင်ညိုင်းကိုစစ်ကောင်စီ အပိုင်ယူထားတယ်ဆိုတဲ့သတင်းကိုကွန်မင်းတော်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ချင်းမြင့်နယ်အတွင်းတိုက်ပွဲတွေပြင်းထန်လာခဲ့ပြီးတဲ့နောက်စစ်ကောင်စီထိခိုက်ပိတ်ဆို့မှုတွေများသဖြင့်ကလေးမျိုးခလာယာ2နှစ်ရှိအနီနာကနန်းဆလူရွာတင်ညိုင်းကိုစစ်ကောင်စီမှအပိုင်ယူကမြုံနံတကြုံမှုတွေတိတ်တဆိတ်ပြုလုပ်နေတယ်လို့သိရပါတယ်။ စစ်ကောင်စီအနေနဲ့၎င်းတို့စိုးမိုးမှုနှဲပါနေတဲ့ကလေးမျိုးပတ်ချလင်းနဲ့ချင်းပြည်နယ်ကိုပြန်လည်ရရှိဖို့အတွက်အော်တိုဘာလနောက်ဆုံးပတ်ကလေးကစစ်ကြောင်းထိုးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဒီလိုစစ်ကြောင်းထိုးရမှာကလေးမျိုးကိုဗဟုပြုပြီးအင်အားစုဖွဲ့ပြင်ဆင်တာတွေပြုလုပ်တယ်လို့တိုက်ပွဲအတွင်းပေဆုံးတန်ရာရရှိသူစစ်သားတွေကိုလည်းကလေးမျိုးကိုပို့ဆောင်ပြီးမြုံနယ်တကြိုးဓာတ်တွေပြုလုပ်နေတယ်လို့သိရပါတယ်။ဒီလိုမြုံနယ်တကြိုးရမှာပြင်ပတို့သတင်းပေါက်ကြားမှုမရှိစေရန်အတွက် ကလေးမျိုးရှိခါလာယာနှစ်နှစ်ရှစ်တက်တွင်နဲ့၎င်းတက်အနေရှိနန်းစလူရွာတင်ချိုင်းကိုစစ်တပ်မှအပိုင်စီထားပြီးတိတ်တဆိတ်မြုံနံတချုံနေရလို့ဒေသခံတရင်းရင်းမြစ်တအုပ်ထက်မှသိရပါဗါးခါလာယာနှစ်နှစ်ရှစ်ကောအဲ့နာကနန်းစလူရွာတင်ချိုင်းကိုစစ်တပ်ကအပိုင်စီထားတယ်ကိုသမျှလောင်းလေးကိုနန်းစလူရွာတင်ချိုင်းမှာအခုနောက်ပိုင်းမြုပ်တယ်အဲ့နာကရရသားတွေစုံရင်တော့သူတို့တင်းကျိုင်းမြေချဖို့အရေးစစ်တပ်စီမှာခွင်တောင်းပြီးအဲစစ်တပ်သတ်မှတ်ထားတဲ့နေရာမှာမြုပ်ရတာ အဆိုပါခလာရနိနေရှင်နဲ့နန်ဇလူရတင်းကြိုင်းတို့ကိုအသုံးမပြုမီအစောပိုင်းကကလေးမျိုးရှိပါရှိကံပလဲတင်းကြိုင်းမှာတိတ်ဆုံးသူစစ်ကောင်စီတပ်သားတွေကိုမိရှုတဲ့ခြင်းမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းပြည်သူတွေကြားသတင်းပေါက်ကြားမှုတွေရှိရာကြောင့်နန်ဇလူရတင်းကြိုင်းဘက်ကိုရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီးမဖြစ်မနေမိရှုရမယ့်အလောင်းတွေကိုသာကံပလဲတင်းကြိုင်းမှာမိရှုတကြိုစီတော့တယ်လို့သိရပါတယ်။ဒါအပြင်နန်ဇလူရတင်းကြိုင်းမှာမြုံနိုင်ရာတွေလည်းတိတ်ဆုံးသူစစ်ကောင်စီတပ်သားတွေများပြားလုံးတာကြောင့် တလောင်းတခြင်းပုံစံဖြင့်မြုပ်နှံတာမျိုးမဟုတ်ပဲကျင်းကြီးကြီးတခါတည်းသူကတခြင်းလင်၁၀လောင်းခန့်ပေါင်းပြီးမြုပ်နှံလေးရှိတယ်လို့လည်း၎င်းမှဆက်ပြောပါတယ်အစကမျိုးရှိဘက်ကံပလဲမှာမီရှုတကြူတာနောက်ပိုင်းလူတွေတီကုန်လို့နန်းစလူရွာအသင်းကြီးကိုပြောင်းပြီးမြုပ်ကြတာကံပလဲမှာမီတကြူရင်လည်းတခါတည်း၂လောင်း၃လောင်းနန်းစလူမှာမြုပ်တော့လဲတခါတခါမြုပ်ရင်ကျင်းကြီးကြီးတွေတူပြီး၁၀လောင်းစီလောက်ထင်းမြုပ်ကြတာယခုနိုဝင်ဘာလတလအတွင်းမှာတည်း ကလေးပတ်ချာလည်းနဲ့ချင်းပြင်းတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီလောင်းပြန်ရလို့မြုံနံတချို့သူတရားကျော်ရှိရလို့လည်းသိရပါဗျ။စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ကလေးမျိုးမြောက်ဘက်နဲ့တောင်ဘက်တွေကိုတာမကချင်းပြင်းတဲ့အတွင်းရှိတိုင်းငင်လမ်းပိုင်းနဲ့အခြားတော်လိုင်းရင်အားစုတွေအားကောင်းရာဒေသတွေကိုစစ်ကြောင်းထုံးမှုတွေနိုဝင်ဘာလအတွင်းပုံမပြုတ်လုံနေပြီးစစ်ကောင်စီတေဆုံးမှုနဲ့လက်နက်ခဲယံသိမ်းဆဲရရှိမှုတွေလည်းဇက်တိုက်ရှိနေတယ်လို့တော်လိုင်းရင်အားစုတွေဘက်မှထုတ်ပြန်ပြောဆိုမှုတွေရှိနေပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းကျိုးစုမြို့နယ်မှာလက်နက်ခဲယမ်းတွေတည်ဆောက်လာတဲ့ပြူစောထီကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ပြူစောထီနဲ့ရဲငါးဦးတည်ဆောက်ပြီးလက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့ကျိုးစုမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံရဲဘော်ငမန်းက PPN ကိုပြောပါလေ။နိုဝင်ဘာလ23ရက်နေ့မနက်10နာရီခန့်မှာတော်လန်ရေးတပ်ဖွဲ့ဝင်တွေကကျွဲခရိုင်ကြီးရွာအုပ်စုပဲတိုင်ကြီးရွာရမုံကြီးရွာတွေဘက်သို့နယ်မြေကွေးစင်းဆောင်ရွက်စဉ် ဖျားထွက်ကျွေးရွာဘက်မှပဲ့တိုင်ကျေးရွာပြူစောတိစခန်းကိုလက်နက်ခဲရန်တွေတဲဆောင်လာတယ်။ပြူစောတိကားနှစ်စီးကိုပြစ်ခတ်တိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြူစောတိနဲ့ရဲစုစုပေါင်း၅ဦးတေဆုံးပြီး၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် အရှင်ဖမ်းမိသူ၂ဦးကိုလည်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ဒါအပြင်60မမမော်တာပြောင်းတစ်ခု60မမကြီး၅လုံး၉မမကြီး38တောင်းလက်ပစ်ဘုံ၂လုံးဦးစီးကြီးပေါင်း၂ခု တမြောက်တစ်ချောင်းဖုန်းတစ်လုံးပြူစောတိယူနီဖောင်းတစ်စုံတိတ်စီရရှိခဲ့တယ်လို့လည်းသိရပါတယ်။အဆိုပါပြူစောတိတွေကျန်ခဲ့တဲ့ကားကိုလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကငွေရောက်စီးနေထိမ့်သိမ့်ခဲ့ပြီးအနောက်မှလိုက်ပါလာတဲ့ကားတစ်စီးကိုလည်းပြက်လဲပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းဖမ်းမိခဲ့တဲ့ကားဒရိုင်ဘာနဲ့ပြူစောတိအဖွဲ့ဝင်ဟောင်းဆိုသူနှစ်ဦးကိုဖမ်းဆီးထိန်သိမ်းစစ်ဆေးလျက်ရှိပြီးအရေးယူဆောင်ရွက်ဖို့လှောက်ဆောင်လျက်ရှိတယ်လို့လည်းသိရပါတယ်။ အဆိုပါပြစ်ခတ်တိုက်ခိုက်မှုကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သတင်းရရှိထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းရွှေဘုံခရိုင်တပ်ဆိုင်မြို့ကန်ထူးမကြီးရွာစေယုံနဲ့ကာဝဲလျှော့ဘော်ရီဆိုင်ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဗုံးကျဲတိုက်ခတ်ခဲ့တာကြောင့်ခလင်းငယ်ရီအပါအဝင်အရသာပြည်သူ6ဦးသေဆုံးပြီး4ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေထမှသိရပါဗျ။ နိုဝင်ဘာလ24ရက်နေ့မနက်တနာရီခန့်မှာတဒဦးလေတပ်မှတက်လာတဲ့စစ်ကောင်စီရဲ့ Jet Fighter နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ကန်ထူးမဆေးရုံတမန်ဆောင်အပါအဝင်ဆေးရုံအနီးရှိကာဝက်ရှပ်ဘော်ဒီယုံပြင်ဆိုင်မှာပြက်စီးခဲ့ပြီးအသက်မပြည့်သေးတဲ့လူငယ်တွေအပါအဝင်6ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ် စစ်ကောင်စီဟာစစ်ရေးပြစ်မှတ်မဟုတ်ပဲရဲသားပြည်သူနေအိမ်တွေစာတင်ကျောင်းတွေစေယုံတွေနဲ့ဘာသာရေးအဆောက်အဦတွေကိုရည်ရွယ်ချက်ရှိရှိပါရာမော်တာဂျက်ဖိုက်တာလက်နက်ကြီးတွေနဲ့ဗုံးကျဲတိုက်ခိုက်ပြစ်ခတ်လျက်ရှိတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့မှာလဲတပ်ဆန်မျိုးနဲ့ကန်ထူးမှကျေးရွာရှိ73စီအယောင်ဆိုင်နဲ့နေအိမ်တွေကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရမှာ ကိုဝင်ဆောင်မိခင်အပါအဝင်ဒေသခံပြည်သူ12ဦးသေဆုံးခဲ့ရပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရစ်ချက်ကတင်ဆက်ပေးတော့မှာပဲဖြစ်ပါလေ။ဂါဇာဆိုရမီဒီယာရုံးရဆိုရအော်တိုဘလ10ရက်နေ့မှာနိုင်ငံပြစ်ခတ်ရေးဆေးရေးစတင်အသက်ဝင်ပြီးတဲ့နောက်အစ္စရေးကအမေရိကန်ဂျာဝင်ဆီဆက်ပေးတဲ့ပြစ်ခတ်ရေးဆေးရေးကို44ရက်အတွင်းမှာအနည်းဆုံး469ကြိမ်ချိုးပေါက်ခဲ့ပြီးတော့ပါလက်စတိုင်းလူမျိုးရာပေါင်းများစွာတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ အစ္စရေးတိုက်ခိုက်မှုအတွင်းအရသာ342ဦးခန့်သေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူအများစုကတော့ကလေးတွေအမျိုးသမီးတွေနဲ့တက်ကြီးရွယ်တွေဖြစ်တယ်လို့ဆိုပါတယ်။အစ္စရေးကပြစ်ခတ်ရေးစေးရေးသဘောတူညီချက်ကိုစနစ်တကျဆက်လက်ချိုးဖောက်နေတာကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ရှုံချပါတယ်လို့ဂါဇာအစိုးရယုံကနိုဝင်ဘာလ22ရက်စနေနေ့ကကြေညာချက်တစောင်းမှာပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့အခုလိုချိုးဖောက်မှုတွေဟာလူသားချင်းစာနာထောက်ထားမှုနဲ့လုံခြုံရေးဆိုင်ရာအကျိုးဆက်တွေအတွက်အပြည့်အဝတာဝန်ရှိကြောင်းဆိုပါယုံကပြောကြားခဲ့ပါတယ်။ ဣသေးကပြစ်ခတ်ရစေးသဘောတူညီချက်မှာပြဋ္ဌာန်းထားတဲ့အတိုင်းပျက်စီးယိုယွင်းနေတဲ့ဂါဇာတွေကိုအရေးတကြီးလိုအပ်နေတဲ့အကူအညီတွေစေဝါပစ္စည်းတွေပြေဝနဲ့လွတ်လပ်စွာစီစဉ်မှုရနိုင်ဖို့ကိုဆက်လက်ကန့်သက်ထားပါတယ်။မြန်မာလ20ရက်စနေနေ့မှာအစ္စရေးစစ်တပ်ကဂါဇာတဝမ်းဒေသတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပြီးတော့စစ်ပွဲဒဏ်ခံနေရတဲ့နေပြည်မာ6ပတ်ကြာပြစ်ခတ်ရစေးကိုနောက်ဆုံးချိန်ချိုးဖောက်မှုဖြစ်ကလေးသင်ငယ်တွေအပါအဝင်အနည်းဆုံးပါလက်စတိုင်း24ဦးထိခိုက်ဒေဆုံးအောင် အစ်ဇေးကပြုလုပ်ခဲ့ပါတယ်။ဟာမက်စ်တိုက်ခိုက်ရေးသမားတို့ကအစ်ဇေးသိမ့်ပိုက်ထားတဲ့ဂါဇာရဲ့အဝါရောင်မြင်းလိုခေါ်တဲ့နေမြေအတွင်းမှာရှိတဲ့အစ်ဇေးစစ်သားတွေကိုတိုက်ခိုက်ခဲ့တာကြောင့်အခုလိုတံပြန်တိုက်ခိုက်ရတာဖြစ်တယ်လို့အစ်ဇေးဝန်ကြီးချုပ်ဘက်ဂျမင်နေတန်ယာဟုရဲ့ယုံကပြောကြားခဲ့ပါတယ်။ကျွန်တော်ရစ်ချတ်ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးလေဝသသတင်းအစီအစဉ်ကိုနှက်ဆက်ပေးသွားမှာဖြစ်ပါလေ။ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့မေလက်ကာရီလက်ကြားအနီးမှာဖြစ်ပေါ်နေတဲ့အကောင်တော်လီဖီးယားနဲ့ယုံဟာဆက်လက်တရှိနေပါလေ။ အဆိုပါအကောင်သောလေဖီယာနဲ့ရေဝန်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးပုံမှန်အကောင်လာကဘီကလာပီလော်အရှေ့တောင်ပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဘီကလာပီလော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘီကလာပီလော်တို့မှာတိမ်အစ်စ်အစ်မတိမ်ထူထပ်နေပါတယ်။စကိုင်းတိုင်းထက်ပိုင်းတနင်္လာရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမှုထိတ်ချုံရွာနိုင်ပြီး ရွာဖို့ရွာနှုံ80ဖြစ်ပါလေရန်ကုန်တိုင်းအေယဝတီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတိမ်တင်းတင်းဖြစ်ထွန်းနေပြီးကြံတိုင်းနယ်ပြည်နယ်တို့မှာအများအပြားသေရနေပါလေမုတ်တမကွေမိုးတနင်္လာရီကံယူတန်းတခြားနဲ့ကံလိုပင်လယ်ပြင်တို့မှာရန်ဖန်ရခမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါလေမိုးသက်လေပြင်းကြာစီရေပြင်းမြေပြင်းလေဟာတနအီလေ35မိုင်အထိတိုက်ခိုက်နိုင်ပါလေ လှိုင်းမြေမှာမုတ်တမကွင်မိုတနေလိုက်ကန်ယူတဲ့တခြားနဲ့ကန်လို့ပင်လယ်ပြင်တို့မှာကိုးပေမှာ၁၁ပြည့်ခန့်ရှိနိုင်ပါလေ။ကြံညမပင်လယ်ပြင်မှာလှိုင်းသင်သင်ရှိပြီးလှိုင်းမြေမှာမြဝကျုံပေါ်ရခိုင်ကန်ယူတဲ့တခြားနဲ့ကန်လို့ပင်လယ်ပြင်တို့မှာ၆ပင်မှ၈ပြည့်ခန့်ရှိနိုင်ပါလေ။နောက်နှစ်ရက်အတွက်ခမှန်းချက်မှာနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ် နိုဝင်ဘာလ24ရက်နေ့ PPL ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြီးစုသူမိဘပြည်သူများရှင်လန်းချမ်းမြေကြပါစေရှင်။ကျမတူစားပါ။